ဒေါက်တာရှင်များမင်္ဂလာပါရှင်ကျမက GK Refor You Channel မှာစာဖတ်သူခိုင်းဖြစ်ပါတယ်ဒီနေ့ဖတ်ပြဖို့ပေးပို့ခံထားရတဲ့ဝတ္ထုလေးကစာရေးဆရာမောင်တုံညအကြောင်းဆရာရဲ့အဖေ့ရီမန်းချက်ဆိုတဲ့ဝတ္ထုတူလေးပဲဖြစ်ပါတယ်ကျမနဲ့အတူလိုက်ပါဖတ်ရှုကြရအောင်နော်အဖေဟာတားစားမကြချင်ဘူးသားဖြစ်သူဖိုးလုံးပြောစကားကြောင့်ကိုအောင်မောင်းတယောက်ဒေါသကိုမျိုးသိရင်စေဘောလေးကိုဖွာလျက် ကဲမင်းစာမရတော့ကြီးလာရင်ဘာလုပ်စားမှာလဲตาဖေရိုးနဲ့အတူတူလဲထွမယ်ငားဖမ်းမယ်ဒီလောက်တောင်ဖြစ်ရတဲ့ကလေးဒီကိုလာစမ်းမအောင်ကဲကွာကဲကွာမင်းစာမကြချင်အောင်မလေးကြောက်ပါပြီဗျာတိတ်ဆန်ပညာမတတ်ရင်မင်းဘာလုပ်စားမလဲကဲငါ့ကိုမင်းလီဆိုပြဆန်ရမြယူလာခဲ့ကိုအောင်တယောက်ဟမ်ဘာပါနဲ့အလီစာအုပ်ကိုကြည့်သည်ဖော်လုံးမှာအလီဆိုပြ၏ ခုနှစ်လေးရောက်တော့အခါခုနှစ်6လီခုနှစ်6လီကိုအောင်မောင်မှာဖိုးလုံးကိုတချာကြည့်နေ၏လက်မှလည်းဝချမ်းပြားကိုကင်ထား၏ဟဲ့ကောင်မင်းကြားလားကြည်လားဖိုးလုံးတစ်ချက်စဉ်းစားရင်လှင်မြန်စွာထကဘယ်ကောင်မလို့လဲစောင်းနဲ့ခဲနဲ့ထားယူမလို့ဖိုးလုံးမှာစောင်းပေါ်တွင် ခဲတံဖြင့်ခုနှစ်ကို6ခါတန်း၍ပေါင်းနေတော့၏ ထိုအခါကွာမောင်းတယောက်ဒေါသထွက်ခါလာခဲ့စမ်းမတရက်လက်ပိုက်ထားတင်ချာလီကိုအလွတ်ကျဲလို့ပြောထားတယ်မင်းမမှတ်ထားဘူးလားတာမေးသွားလို့ပါကွာမောင်းလဲစိတ်မထိန်နိုင်ပဲလက်ထဲမှာဝချမ်းပြဖြင့်ထက်ရိုက်မိပြန်ဤအောင်မလေးဗျာကြောက်ပါပြီဗျာနောက်တစ်ခါမေးဦးမလားကွာမောင်းရှင်တော်တော့တာလီပဲနားနာကားလဲကလေးဟို ပဲပြုတ်ရောင်းပြီးပြန်လာတော့မိမ၏စကားကြောင့်ဖိုးလုံးမှာသူ့မေဖြစ်သူထံပြေးသွား၏အတန်းကားဖြင့်ငားရရောက်နေပြီအခုဒီကိုလီကိုမရဘူးကြီးလာရင်လူရောမတော်ပဲခွဲဖြစ်မှာဖိုးလုံးသည် သူ့မေရင်ခွင်ထဲတွင်မျက်ရည်ဆန်းလန်းဖြင့်အမေအဲ့ဒီလီတွေရရင်ကြီးလာရင်တည်းဖြစ်မှာမို့လို့လားကိုအောင်မောင်တရားရိုက်ဖို့ဟန်ပြင်လိုက်ချိန်တွင်မိမဖြစ်သူကကပြီ กว่าม้าเยရှင်ต่อรอว่าတော့လူจ้าလို့မကောင်းမင်းกว่าปัญญาเยကိုစိတ်မဝင်စားတဲ့ကောင်ជីလာရင်သူတော်ဘာခိုင်းတာကိုမလုတ်ချင်ပဲလုတ်ရလိမ့်မယ်ကဲတော့မငုံနေတော့ငါသားအမေစီမှာစာလာပြန်ဘာစာပြန်မလဲသားတိုင်းအင်္ဂလိပ်စာလာပြန်မယ်ပြောပြောဆိုဆိုဖိုးလုံးဒီလွဲအိတ်ထဲမှာအင်္ဂလိပ်စာအုပ်ထုတ်နေ၏ အင်္ဂလိပ်စာနှင့်ပတ်သက်ပြီးဘာမှမသိတဲ့မိန်းမကိုတစ်ချက်ကြည့်လိုက်သောအခါမိန်းမဖြစ်သူ၏မျက်စောင်းကကွာမောင်းထန်ကျရောက်လာသဖြင့်တပြင်းချ၍မျက်နာလွှဲရတော့၏ကွာမောင်းတယောက်တွေးနေ၏အခုချိန်ကားသာတားနေရမှာဆိုရင်စူးစားလိုက်မဲ့ဖြစ်ချင်းဘဝဘေးကံမကောင်းတော့เจ้ามณีแกยาโกอ๋องม้องกะปัญญาไม่ตัดต่อเลยตุยอีตาโกปัญญาตัดเสียจริงดิ ပညာမတက်ရင်သူ့ဘဝလိုအလောက်ကျန်းလို့ရမည်ရက်ွက်แท้ကလူအချို့ကနှိမ်ကြမည်ပညာမတက်အသက်ကြီးလာရင်သူတော်ဘာခိုင်းတာလို့ရမည်ကိုခဏခဏပြောဆိုဆုံးမသည်သူ့ဘဝလိုသူ၏သားကိုပညာမတက်သည့်လူတယောက်ဘဝမျိုးမရောက်စေခြင်းတနေ့ကိုအောင်မောင်းတယောက်တထေးဤခြံမှာအလုလုရင်ပြန်လာကားခိတ်၌ကားဆောင်နေ၏ ကားဆောင်နေစဉ်ဆီယာမနှစ်ယောက်စကားပြောတာကိုကြားရ၏မိုးကရွာသဖြင့်မကြားတစ်ချက်ကြားတစ်ချက်ဖြစ်နေတော်လဲကိုအောင်မောင်ဂယုတဆိုင်အလေးထားကနားထောင်ခဲ့သည်တီချဲ့ကြီးရဲ့သမီးတစ်ခါတလေစိတ်ညစ်တယ်ဘာတွေဖြစ်တာတော့သမီးရဲ့အတန်းထဲကကလေးတွေစာကမလိုက်နိုင်ထီချားတယ်မရိုက်ရတဲ့ အောင်မလေးငါသမီးရဲ့ညီးသွားရိုက်လို့မရဘူးနော်ခေတ်ကာလပညာရေးစနစ်ကိုကကလေးတွေကိုမရိုက်ရဘူးလို့ပြောထားတယ်တီချဲကြီးတို့တောင်ကြိမ်လုံးမကန်ရတော့ဘူးတီချဲတို့နဲ့ကြိမ်လုံးတွေကဘဝတသက်စာလမ်းခွဲလိုက်ရပြီပေါ့ကွယ်အခုဆိုကြိမ်လုံးတွေ့ရင်ကလေးတွေလိုပဲကိုတွေပါကြောက်နေရတယ်ဝစ်လေတဲ့ထင်ပါရဲ့အေးအင်းအိမ်ကသားလဲငါ့ကိုပဲကြောက်တာ သူ့เจ้าကဆရာမတွေဆိုတိတ်ကြောက်ပုံမရဘူးဟုကိုအောင်မောင်တယောက်စဉ်းစားနေမိ၏ဆရာမလေးမှလည်းရေမောလေရဲ့ဟာဟုတ်တယ်ဒီချေရဲ့เจ้าကကလေးချို့စဖို့ဘလို့မှရှင်းပြလို့မရရိုက်လို့ကလည်းမဖြစ်မိဘခေါ်ပြောလဲခဏပဲတခါတလေစိတ်တူမိတယ်သမီးရဲ့ညီကလည်းအဲ့လိုကလေးတွေကိုအချိန်မို့ခေါ်တင်ပေးပေါ့ပညာရေးအပြောင်းလဲမှာမိဘနဲ့ဆရာပူပေါင်းပြီးကလေးပညာရေးအတွက်လှုပ်ရမှာပဲလေ 음ဒါပေမဲ့လေအပြောသာလွယ်တာလောကခက်တယ်တို့ကြောင့်မဆိုရင်တစ်ခါတလေမိဘတွေကမအားတာနဲ့ဆရာကမအားတာနဲ့ပါ诶음ဟုတ်တယ်ဒီချေရဲ့ဒါကြောင့်ပဲပညာရေးမှာနှောင့်နေရတာပေါ့ဒီကြားထဲဆောင်ပွဲဖြစ်ရင်လားမဖြစ်မှဆိုရင်ရသေးတယ်။နောက်ပြီးမဖြစ်တဲ့မှာဆိုလို့တမီးတို့ကဖြေဆိုချိန်မှာပြောပြရသေးတယ်။ထိုဆရာမငယ်လေးတွေပြောဆိုပြီးဘေးဘက်သို့ကြည့်လိုက်၏။ကားဆောင်နေသည့်လူမှာကိုအောင်မောင်းတယောက်သာရှိ၏။ ကိုအောင်မောင်းလဲကားဆက်ဆောင်ရင် မကြားချင်အောင်ဆောင်ရွက်နေ၏။အော်သမီးရဲ့ဘာထူးလဲဒီမှာအတန်းနဲ့ဆောင်ပွဲမှာလဲဒီချေတို့ကအမှတ်ပေးရတယ်။အဲ့ဒီခါကျအောင်မက်မရတဲ့ကလေးတွေကို ကြီးကြပ်ပြီးအောင်မက်ပေးရတာပဲ။သားမှာဖြေဆိုတဲ့ကလေးရဲ့အကြောင်းကเจ้าဦးကြီးလည်းတက်တာမင်းဆရာဆရာမတွေလည်းတက်တာမာလေတီချာတို့ကလည်းဒါကြမတရားလိုက်တာစာမရလို့မဖြေနိုင်တဲ့ကလေးကိုဘာကြောင့်အောင်ပေးရမှာလဲ အဲ့ဒါကြောင့်ကလေးတွေကအထက်တန်းမှာဒုက္ခရောက်နေကြတာပေါ့ကလေးတွေရဲ့ရှင်ထဲမှာပညာရောက်မရောက်ဆိုတာမသိပဲအတန်းအောင်ဖို့တင်နေတော့အထက်တန်းကျရင်ကလေးတွေဒုက္ခရောက်မှာပဲလေအတန်းကြီးမှာအဲ့လိုကလေးတွေကိုသင်ရမယ်ဆရာမတွေလည်းဒုက္ခရောက်တာပဲ။အော်ဆရာမကခက်ပြီတကယ်စာမွေးဝဲကြလို့ရှင်ပညာရေးမှုကခေါ်ထောင်းပြီလေ။ဘာကြောင့်ဘယ်လိုဘယ်ပုံဆိုတာအစီရင်ခံစားတင်ရတယ်။ပြန်လဲဖြေဆိုခြင်းကိုတကူးတကပြုလုပ်ရတယ်လေ။ ကလေးကစာမရပါဘူးဆိုမှ အောင်တဲ့အထည်ဖြေးဆိုတော့ဟွန်းဆီယာမရဲ့ဆီယာမကအခုမှတနှစ်တောင်မရှိသေးဘူးဖီအားတွေကိုတိလာလိုက်မယ်ပညာရေးကမတိုးတက်ပဲဆီယာတွေကတော့ဖီအားတိုးပြီးသွေးတိုးတော့မှာပဲအေးလာလာတချေရေးဟိုမှာကားလာနေပြီထိုဆီယာမနှစ်ဦးသည်ကားပေါ်သို့တက်သွားလေတော့သည်ကိုအောင်မောင်းလဲရှင်ထဲမှာစိတ်မကောင်းသဖြင့်ကားမဆောင်တော့ပဲလမ်းလျှောက်ပြန်လာခဲ့သည် ။ကောင်မောင်းနားထဲတွင် ကလေးတွေရဲ့ယင်ထဲမှာပညာရောက်မရောက်ဆိုတာမသိပဲ။အတန်းအောင်ဖို့တင်နေတော့အထက်တန်းကျရင်ကလေးတွေဒုက္ခရောက်မှာဆိုတော့ဆရာမလေးဤပြောစကားကိုအကြိမ်ကြိမ်ကြားရောက်နေမိ၏။အိမ်တို့ရောက်တော့အခါအမကြီးဖိုလုံးပဲသွားလေ။စာမလိုက်နိုင်ဘူးဆိုလို့ကျူရှင်အပ်ထားတယ်အဲ့ဒီမှာစာသွားချက်တယ်တော့ကိုအောင်မောင်းလဲမောမောနဲ့တက်ပြင်းချရင်စေဘွားလေးထိုင်ခွာနေမိတော့သည် ။ရှင်ထဲမှာကတားငယ်လေးအနာကပ်ပညာရေးခရီးကိုကြိုတွေးရင်းနှလုံးသွေးတို့ပို၍လှင်မြန်စွာစီးစင်းနေတော့သည်။ စာရေးသူရဲ့ဝိထုလေးကဒီမှာပြည့်စုံပါပြီရှင်။အခြေခံလူတန်းစားမိသားစုဘဝတစ်ခုရဲ့ပညာရေးအပေါ်ထားတဲ့မျှော်လင့်ချက်တွေနဲ့တကယ့်လက်တွေ့မှာကြုံတွေ့နေရတဲ့ပညာရေးစနစ်ရဲ့အခက်အခဲအားနည်းချက်တွေကို စာရေးသူရဲ့စက်ကောင်တွေက ဖော်ပြသွားပါတယ်။နိုင်ငံရဲ့အနာဂတ်ပန်းဖူးလေးတွေအတွက်ပုံမကောင်းမှုနဲ့ပညာရေးစနစ်တစ်ခုကိုဖန်တီးပေးနိုင်ဖို့ကျမတို့အားလုံးမှာတာဝန်ရှိကြရမှာမဟုတ်ဘူးလားရှင်။ နောက်ထပ်ဘဝတရားဖော်ဇာတ်လမ်းလေးတွေနားဆင်ဖို့ channel လေးကို subscribe လုပ်ပြီး notify bell လေးကိုနှိပ်ခဲကြပါဦးနော်။ဒေါက်တာရှင်အပေါင်းကိုစိတ်နှပြကျမ်းမာချမ်းသာကြပါစေလို့ဆုတောင်းရင်ပဲနှုတ်ဆက်လိုက်ပါရစေရှင်။ကျေးဇူးတင်ပါတယ်ရှင်။